င်္ဂလာပါကျွန်တော်နာမည်ကတော့နာဆာမာ brother ro 99 day in the forest script ဒါမှမဟုတ် grow a garden script i hurry go ဒါမှမဟုတ် steep brand တော့ပေါ့နော်အဲ့လို popular game တွေရဲ့ script တွေကိုလိုချင်ကြပါသလားလိုချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားဖို့လိုတယ်ဗျကျွန်တော်ရဲ့ channel ကို subscribe တွေများများလုပ်ပေးကြပါဘာဖြစ်လို့လဲဆိုကျွန်တော်နောက် subscriber 50တန်းမဟုတ်100အဲ့လောက်ပြည့်ရချင်ကြရင် brother တို့ကျွန်တော် divine pad တကောင် giveaway ပေးတော့မှာဖြစ်ပါတယ်ကျွန်တော်ဒါ dub တွေမဟုတ်ပါဘူးကျွန်တော်အစ်စ်တွေပါ brother တို့ကို giveaway တွေလည်းပေးဖို့ရှိတယ် brother တို့ subscribe link ဖြည့်ကူညီပေးကြပါ yeah စကားတွေအရင်ပြောမနေတော့ဘူးเนาะ99 day in the forest script ကတော့ diamond like out script ီဟာတော့လူတော်တော်များများအသုံးဝင်မဲ့ script ထဲမှာပါတယ်99 in the forest ဆိုတဲ့သူတွေတော်တော်များများက diamond လိုကြတယ်အဲအကြောင်း script ကိုသုံးလို့ရတယ်ကျွန်တော် comment အောက်မှာချပြီးထားမယ် grogan ဘက်ကိုရောက်ပြီဆိုရင်တော့ကျွန်တော် grogan ထဲမှာတော့ tax spawner ပေါ့နော် tax spawner အကြောင်းဘယ်လိုမျိုးလဲဆိုတော့ပတ်တေကို तू အသက်တေနော်အသက်တေ तू ကိုလိုချင်တဲ့အကောင့်ရနမဲပြီးွားရင် brother တို့ KG ကိုရိုက်ထည့်ပြီး spawn လို့ရမှာပဲဖြစ်ပါတယ်အဲ့ဒီထဲမှာကျွန်တော်ပတ်တေပဲ spawn လို့ရတာမဟုတ်ဘူး app ဒီ spawn လို့ရတယ် seek ဒီ spawn လို့ရတယ် brother တို့အကြိုက်ဆုံးမှာဆိုတော့ candy blossom ကြီးပါ spawn လို့ရတယ်ဗျဒါမဲ့ဒါလို့ဒီရမ်းမိုက်တဲ့ဟာတွေရှိခဲ့ပေမဲ့သူတို့မှာ error ပါတယ်ဘာ error လဲဆိုရင်တော့ brother တို့အခု spawn ထားတဲ့ကောင်တွေကတခြားထွက်ပြီးပြန်ဝင် brother ရှိမှာမပေါ်တော့ဘူးဗျအဲ့ဒီခုတော့ error ရှိမယ်ဒါမဲ့ကိုယ်တငယ်ချင်းကိုပုံနဲ့ကြွားကျင်နေဆိုရင်တော့ရတယ်ဗျ brother တို့အခုပတ်တည်းကအများကြီးလိုချင်တယ်ဆိုရင်တော့ brother တို့ ice cube play ကိုသုံးဖို့အကြံပေးမယ်နောက်ကျရင် steel brain တော့တခြားသော fish gain တို့ဘာလို့တခြားသောအဲ plant the brain တို့တို့ဘာလို့အဲ့လိုဟာတွေလဲကျွန်တော်ထပ်တင်ပေးရုံပဲဗျဆိုတော့ဒီနေ့ video ကတော့99 in the forest diamond ကောက်တဲ့ဟာရယ်ပြီးတော့ grey gain နဲ့က duck spawn နဲ့ဟာရယ်အဲ့နှစ်ခုပဲကျွန်တော် description မှာချပေးထားပါမယ်ဗျ ကျွန်တော် channel ကို like share subscribe လေးလုပ်ပေးခဲ့ကြပါအောင်ဗျာကြည့်ရှုပေးတဲ့တယောက်ချင်းတိုင်းအားလုံးကျေးဇူးတင်ပါတယ်